င်္ဂလာပါရှင်ခေတ္တတလီဗေရှင်ကနေသတင်းလေးကိုတင်ဆက်ပေးပါရမေ ပထမအဆုံးတပုတ်အနည်းနဲ့တိုက်ပွဲတွေကြောင့်ကြောက်ဖြူစီမံကိန်းတွေပြန်ဆနိုင်မယ့်အလားအလာဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အရခတတ်တော်အင်းရဲ့မြို့သိမ်းတိုက်ပွဲတွေကတရုတ်စီမံကိန်းတွေရှိနေတဲ့ကြောက်ဖြူထိရောက်ရှိလာနေပြီးစီမံကိန်း area တွေတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ကြောက်ဖြူထူစီဝိုင်းဆောင်မှာတရုတ်နယ်သဘောတူထားတဲ့စီမံကိန်းတွေစာချုပ်သတ်မှတ်ချက်မပြည့်ခင်ပြည်မြောက်အောင်ဆောင်ရွက်ဖို့စစ်ကောင်စီကအစည်းအဝေးတွေလုပ်နေပါတယ်။လက်တွေ့မှာဖြစ်နိုင်ပါမလား။ရန်ကုန်ကပြည်တဲ့တရင်ကိုအချိန်ကမီတင်ပြထားတာပါ။ရခိုင်ပြည်နယ်ကြောက်ဖြူထူစီဝိုင်း ဆောင်မှတရုတ်နဲ့သဘောတူထားတဲ့စီမံကိန်းတွေကို2021ခုနှစ်စစ်တပ်အာဏာမသိမ်းခင်ရပ်သားဆိုရလက်ထက်ကအကောင့်ထဲပို့ဖို့စူးစမ်းခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့စစ်တပ်အာဏာသိမ်းပြီးနောက်စစ်တပ်နဲ့အာရခတပ်တော်အီတို့ကြားတိုက်ပွဲတွေပြန်လည်စတင်ခဲ့ပြီးရဲ့နောက်မှာစီမံကိန်းတွေရပ်သွားခဲ့ပါတယ်။လက်ရှိမှာလည်းကြောက်ဖြူမြို့နယ်အတွင်းကတရုတ်စီမံကိန်းအီတွေရအတွင်းစစ်ကောင်စီနဲ့အာရခတပ်တော်အီကြားနှစ်ဖက်တိုက်ပွဲတွေဖြစ်နေပါတယ်။ဒါပေမဲ့အခုရက်ပိုင်းတွင်မှာပဲတရုတ်နယ်သဘောတူထားတဲ့စီမံကိန်းတွေစာချုပ်သတ်မှတ်ချိန်မပြည့်ခင်ပြီးမြောက်အောင်မြင်အောင်ဆောင်ရွက်ဖို့ဒုတိယကာကွယ်ဦးစီးချုပ်ဒုတိယဗိုလ်ချုပ်မူကြီးစိုးဝင်းကဒီစီမံကိန်းအနေနဲ့ပတ်သက်တဲ့အစည်းအဝေးတစ်ခုမှာပြောခဲ့တာပါ။ကြောက်ဖြူမှာလက်ရှိတိုက်ပွဲပြင်း ထပ်နေတဲ့အခြေအနေအရစီမံကိန်းကိုအကောင့်ထည့်ဖို့ဆောင်ရွက်ဖို့ခက်ခဲမယ်လို့ရခိုင်ဝိုင်းနိုင်ငံရေးသမားတအုပ်ဖြစ်တဲ့ဦးဖေတန်းကပြောပါရယ် အခုလိုတိုက်ပွဲပြင်းထန်နေတဲ့ကာလမှာနိုင်ငံဖော်ဆောင်မှုကလည်းဝမဖြစ်သေးပါဘူး။တိုက်ပွဲတွေရပ်ပြီးနှစ်ဖက်သဘောတူညီမှုနဲ့ငြိမ်းချမ်းရပြီးဒါမှမဟုတ်ဆွေးနွေးပွဲတစ်ခုကိုလုပ်နိုင်ပြီဆိုရင်တော့ဒီလုပ်ငန်းတွေကပူးပေါင်းဆောင်ရွက်လို့ရတယ်၊အကောင့်ထည့်ပေါ်လို့ရတယ်၊သူတေတာရဲ့အကျိုးခံစားခွင့်ကိုတော့ပိုင်ပိုင်နိုင်နိုင်ထည့်ပေးရမှာပေါ့နော်။ဒီလိုမျိုးဖြစ်နိုင်ရင်တော့ဒါဟာကောင်းသောအလားလာရှိရဲ့လို့သုံးသပ်ချင်ပါတယ်။ကြောက်ဖြူတူစီဝိုင်းဆုံးရင်းနှီးစိတ်ကန်းစီမံကိန်းအကောင့်ထည့်ပေါ်ဆောင်ရွက်နိုင်ဖို့အတွက်လုပ်ငန်းလုတ်ကင်ခွင့်သဘောတူစာချုပ်ကို2020ပြည့်နှစ်နိုဝင်ဘာ9ရက်နေ့မှာချုပ်ဆိုခဲ့တာပါ။ ဒါအပြင်2023ခုနှစ်ဒီဇင်ဘာ26ရက်မှာအဲ့ဒီလုပ်ငန်းလုပ်ကိုင်ခွင့်စာချုပ်ကိုပြန်လည်ဖြည့်ဆွဲပြီးတော့နောက်ဆက်တွဲစာချုပ်ကိုစီမံကိန်းကုမ္ပဏီနဲ့ကြောက်ပြူတူစီဝိုင်းဆောင်စီမံခန့်ခွဲမှုကော်မတီတို့ထပ်မံလက်မှတ်ရေးထိုးခဲ့ပြီးတော့သမတ်ရမီအကောင့်ထင်ပေါ်မဲ့ launch date ကိုတက်တန်းတိုးခဲ့တယ်လို့သိရပါဗျ။ဆက်လက်ပြီးပိုင်ကြုံမြို့နယ်ကပူလူတူစခန်းကို KNL သိမ်းယူခြင်းစစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ထိုင်းဘတ်ထွက်ပြေးတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ KNB နဲ့လိုင်းပွဲမြို့နယ်ပိုင်ကြုံမြို့မှာရှိတဲ့စစ်ကောင်စီပူလူတူစခန်းကို KNL င်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ကတိုက်ခိုက်သိမ်းယူခြင်းစစ်ကောင်စီတပ်ဖွဲ့ဝင်တချို့တိုင်းဘက်ကိုထွက်ပြေးလာတယ်လို့တိုင်းသတင်းတွေကဖော်ပြပါဗျာ။ကရင်မျိုးသားစီယုံကရင်မျိုးတမဟာခုနှစ်နေမြေထဲမှာရှိရင်စစ်ကောင်စီဘူလူဒူစကန်ကို KNL ပူအောင်တပ်တွေကတင်ယူနိုင်ခဲ့ပြီးတင်ဆက်ရရှိခဲ့တဲ့လက်နက်ခဲယံတချို့ကိုလည်း လူမှုကွန်ရက်မှာဖော်ပြထားပါတယ်ပူလူတူစကန်းသိန်းဆယ်ရရှိမှုအခြေအနေနဲ့ပတ်သက်ပြီး KNU ပြောရေးဆိုခွင့်ရှိသူပရိုဆော်ဒော်နီကိုသတင်းဌာနကဆက်သွယ်မိမြန်းထားစေဖြစ်ပါတယ်ထိုင်းနယ်စပ်နဲ့ကလျက်ရှိနေတဲ့ပူလူတူစကန်းသိန်းတိုက်ပွဲကို KNL ပူပေါင်းတပ်တွေကတလာနီပါကြတိုက်ခိုက်ပြီးရဲ့နောက်မနေ့ကညပိုင်းမှာတိုက်ပွဲပုံမိုးပြင်းထန်ခဲ့တာဒီကနေ့မနက်ပိုင်းမှာတော့ KNL ကအပိသက်သိမ်းပိုင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်စကန်းသိန်းတိုက်ပွဲအတွင်းစကောက်စီတပ်ဖွဲ့ဝင်အချို့ထိုင်းဘက်ကကိုထွက်ပြေးဝင်ရောက်လာခြင်းလူသားချင်းစာနာထောက်ထားမှုရ ာတိုင်းစစ်တပ်ကအကူအညီပေးခဲ့တယ်လို့လည်းမက်ဒွန်ကဖော်ပြထားပါတယ်စကန်းစွန်ကွာထွက်ပြေးပြီးတိုင်းဘတ်ချန်ကိုဝင်ရောက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်စစ်တပ်ဝန်ရှိရဲလို့ဒေသရင်းသတင်းဌာနတွေကဖော်ပြထားပြီးမြေသီးစားအတီးပြုနိုင်တာတော့မရှိသေးပါဘူးဆက်လက်ပြီးရေစကြိုတာကောင်ရွာမရွာမစစ်တပ်ကအသက်65နှစ်အရွယ်ဦးချစ်မောင်ကိုကောင်းဖြတ်တပ်ပြီးငုံတိုင်မှာဦးချစ်မောင်ရဲ့ခေါင်းကိုစိုက်ထုတ်ခိုက်ကစစ်တပ်ရဲ့တပ်ဖြတ်ခံရသူပြည်သူ16ဦးထိရှိလာတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မကွေတိုင်းရေစကြိုမြို့နယ်တာကောင်ရွာမရွာမ အကြံဖတ်စစ်တပ်ကပြည်သူတအုပ်ကိုကောင်းဖြတ်တပ်ပြီးကောင်းကို မုတ်တိုင်မှာဆိုင်ခဲ့ပြီးပြည်သူ့ချောင်းရဲရှုံလောင်းတွေထမှန်တွေ့ရှိရတဲ့အတွက်စစ်တပ်ရဲ့တပ်ဖြတ်မှုခံရတဲ့ပြည်သူ၁၉အုပ်တရှိလာကြောင်းရှိစကြိုတောင်းရှင်း Info Committee အဖွဲ့မှတာဝန်ရှိသူတအုပ်ကပြောပါတယ်မလ9ရက်နေ့မှာစနေနေ့ထိရေစကြိုမြို့နယ်တာကောင်ရွာမှကျင်းရွာကိုအကြံဖတ်စစ်တပ်ကစစ်ကြောင်းတို့ဝင်ရောက်စီးနင်းခဲ့ကြောင်းစစ်ကြောင်းထွက်ခွာသွားပြီးရဲ့နောက်ပြည်သူတွေကကျင်းရွာအတွင်းပြန်လည်ဝင်ရောက်ချိန်မှာအကြံဖတ်စစ်ကောင်စီတပ်သားများနှိမ့်ဆက်မီးရှို့တပ်ဖြတ်ခဲ့တဲ့ပြည်သူ၁၉ ခွနအောင်ရုံလောင်းကိုတပြေပြေတွေးရှိလာကြောင်းသိရပါတယ်။ အကြံဘက်စစ်ကောင်စီတပ်သားတွေကတာကောင်လေးရွာမှာအသက်65နှစ်အရွယ်ဦးချင်မောင်ကိုကောင်းဖြတ်တပ်ပြီးမိရှို့ထားတဲ့ဦးကောင်ကိုငုတ်တိုင်တစ်ခုပေါ်မှာတင်ထားခဲ့ကြောင်းတာကောင်ရွာမှာအသက်42နှစ်အရွယ်ဦးတန်မင်းလိုင်းကိုလည်းနှိပ်စက်တပ်ဖြတ်ပြီးရှုံလောင်ကိုမြေမြုပ်ခဲ့ကြောင်းသိရပါတယ်။ဒါအပြင်စစ်ကြောင်းကျေးရွာတွင်ဝင်ရောက်လာစဉ်မှာတင်းရှောင်းနိုင်ခြင်းမရှိဘဲနေအိမ်မှာကျင်းရင်နေခဲ့တဲ့တာကောင်ရွာမှာရွာမှာအသက်62နှစ်အရွယ်ဦးအောင်နဲ့အသက်80အရွယ်ဒေါ်စန်းဝေတို့ကိုလည်းမိရှို့တပ်ဖြတ်ခဲ့ကြောင်းအကြံဘက်စစ်ကောင်စီတပ်သားများဖမ်းဆီးလာတဲ့ အမည်မသိပြည်သူနှောင်းရဲ့ရုံလောင်းများလည်းတွေ့ရှိရကြောင်းသိရပါတယ်။လော်လော်ဆဲရုံလောင်းတွေ့ပြီးအတီးပြုတ်နိုင်တာ15ရှိပါတယ်။နှောင်းကတော့ဘသူဘဲဝါဆိုတာအတီးမပြုတ်နိုင်သေးပါဘူး။စုစုပေါင်းတပြက်ခံရသူက18နှောင်းထိရှိသွားပါပြီ။စစ်ကောင်စီတပ်သားတွေရဲ့လုံရက်ကိုပြောစရာစကားလုံးရှာမတွေ့တော့ပါဘူး။ရက်ဆက်ရှုံမာလုံးမာတဲ့လူစိတ်ကိုပြောင်းနေကြတာရွာသူရွာသားတွေကလေးငယ်တွေကိုရခင်ရမယ့်ဖြစ်နေပြီးတုံလုံးခြောက်ခြားနေကြတာမမြင်ရစရာပါပဲလို့ပြောပါရယ်။အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကတာကောင်ရွာမရွာမတက်ဆွဲနေထိုင်စေ ဲ့နေအတွင်ရှိပြည်သူပိုင်းရွှေငွေပါဝင်တံပိုးကြီးပစ္စည်းတွေကိုလည်းမှွေနောက်ယူဆောင်သွားပြီးအိမ်မွေးတရိစံတွေကိုလည်းတပ်ဖြတ်ချက်ပြုတ်စားတော့သွားကြောင်းဒါအပြင်အစာအိမ်စာပြတ်ပြီးခိုင်နွားများပြားလည်းတည်ဆုံခဲ့ကြောင်းသိရပါရယ်အဆိုပါအစံဘတ်စစ်ကောင်စီတပ်သားတွေကမြေစုံတော်ရွာမှာဝင်ရောက်တပ်ဆွဲစဉ်ဈေးရွာနေပြည်သူ90ကျော်ရွယ် ။ဦးဟန်တင် အသက်60အရွယ်၊ဦးထင်းမြင့်အသက်88နှစ်အရွယ်၊ဦးတန်မနီအသက်60အရွယ်၊ဒေါ်တန်ပြေအသက်86နှစ်အရွယ်၊ဒေါ်လာငွေအသက်69နှစ်အရွယ်၊ဦးကြည်ထေအသက်69နှစ်အရွယ်၊ဦးအောင်မြိုင်အသက်35နှစ်အရွယ်၊ကိုတန်စင်အသက်40အရွယ်၊ကိုအောင်လင်းနိုင်နဲ့မလကာထန်ရွာမှာအသက်80အရွယ်၊ဦးညွန်ဝေအသက်50အရွယ်၊ဦးစံဝင်းတို့ကိုလည်းဖမ်းဆီးတပ်ဖြတ်ခဲ့တယ်လို့ရှိစကြိုတောင်ရှိအင်ဖရိုကော်မတီအဖွဲ့မှတာဝန်ရှိသူတောင်းကပြောပါရယ်။ဆလပ်ပြီးရေမျိုးစကောင်စီရဲ့ခလာရစကောမှာတစ်ချက်ကြီးစွ ူလိုင်လထေပါဝင်တပ်သား6ဦးလက်နက်ခဲယမ်းများနဲ့ဒုရှိဘလူအဖွဲ့ထံမှအလင်းဝင်တဲ့ကြောင်းတင်ဆက်ပေးပါမယ်။မုံပြင်းနေရင်မြို့ရှိအကြံဖတ်စတဲ့ရဲ့ခလာရ19တန်ရင်မှတာဝန်ထမ်းဆောင်နေတဲ့တက်ချက်ကြီးတော်ပုံပါဝင်တပ်သားစုစုပေါင်း6ဦးကရှိဘလူတန်ရင်ထံမှလက်နက်ခဲယမ်းများနဲ့ဒုအလင်းဝင်လာကြောင်းရှိဘလူဖွဲ့ကောင်ဆောင်ကပြောကြားခဲ့ပါတယ်။မလ14ရက်နေ့ခလာရ19မှာတက်ချက်ကြီးဇူလိုင်လထေ MA3 လက်နက်တလက်ကြီးပေါင်း2ပေါင်းကြီး60နဲ့ဒုလာရောက်အလင်းဝင်ခဲ့ခြင်းဖြစ်ပြီးတက်ချက်ကြီးကိုဇူလိုင်လထေကိုစုငွေ730ချီ မြင့်ပင်ရခဲ့ကြောင်းရေးဘလူးဖွဲ့ထံမှသိရပါရယ်အလင်းဝင်ခြင်းတဲ့သူရင်းရှင်ရင်တော့ကျွန်တော်တို့ကိုတိုင်းရိုက်ဆက်သွယ်လို့ရတယ်ကျွန်တော်တို့အသုံးပြုနေ Facebook အကောင့်တွေကနေဆက်သွယ်လို့ရတယ်အလင်းဝင်တဲ့လူတွေအကုန်လုံးကစစ်မှုထမ်းဆောင်တဲ့သူတွေမဟုတ်ဘူးတခြားတပ်သားတွေကတော့ပြန်မဲ့သူတွေကလည်းပြန်မဲ့နောက်ပြီးတော့အချိန်မျိုးကြည့်ပြီးတော့တခြားကဏ္ဍဗတ်ချန်ဆောင်ရွက်မဲ့သူတွေရှိရင်လည်းဆောင်ရွက်သွားမှာပေါ့အတိအကျတော့မမေးမြန်းရသေးဘူးသူတို့ရဲ့စန္ဒာတိုင်းဆောင်ရွက်ပေးသွားမယ်လို့ရေးဘလူးဖွဲ့ကောင်ဆောင်က ပြောပါရယ် ရေဘလူးဘွဲ့တံကိုအလင်းဝင်ရောက်ခဲ့သူတွေမှာတက်ချက်ကြီးကိုစုလိုက်တဲ့တက်သားစောပြင်းဟင်းတက်သားဝင်းရန်တော်တက်သားခွန်အေးနိုင်စိုးတက်သားကျော်သက်ဦးတက်သားဝင်းမြင့်ပိုင်တို့ဖြစ်ကြောင်းသိရပါတယ်။မွန်ပြည်နယ်ထဲမှာတာဝန်ထမ်းဆောင်နေတဲ့ရဲနဲ့စစ်သားများလာရောက်ပူးပေါင်းပုတ်ဖိတ်ခေါ်ကြောင်းရေဘလူးဘွဲ့ကပြောဆိုထားပါတယ်။ဆလပ်ပြီးတနိုင်ငံလုံးချိတ်ဆက်ပြီးစစ်ကောင်စီကိုတိုက်ခိုက်မှုမှာစစ်အောင်နိုင်ရဲ့အခင်ရကြတယ်လို့ CNN ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အာနာသိန်းစစ်ကောင်စီကိုတွန်းလှန်တိုက်ခိုက်ရမှာတနိုင်ငံလုံးချိတ်ဆက်တိုက်ပွဲဝင်ဖို့လိုအပ်ကြောင်းချင်းမျိုးသားတက်ဦး CNN နဲ့ပြောရေးဆိုခွင့်ရှိသူစလိုင်းချန်နီကပြောပါရယ်အမျိုးသားညီညွတ်ရေးဆိုရ NUG ကဝင်ဝင်ကြီးဌာနကဆင်အာနာသိမ်းမှုအဆုံးတနိုင်ဖို့အတွက်အထွေထွေထိုးစစ်ကြီးတရက်ပေါ်ဆောင်မှဖြစ်ကြောင်းအသိပေးပြောကြားခဲ့မှုနဲ့ပတ်သက်ပြီး CNN ပြည်ပူပေါင်းဆောင်ရွက်မဲ့အခြေအနေမြင့်မြတ်ရစလိုင်းချန်နီကခုလိုပြောကြားခဲ့တာပါ CNF အနေနဲ့အမျိုးသားညီညွတ်ရေးအစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့များပါဝင်စုဖက်ထားတဲ့ဗဟိုကုတ်ကဲရင်နဲ့ပေါင်းဆက်ညီနိုင်ကော်မတီ C3C မှာပါဝင်ကစည်ရေးပိုင်းပူးပေါင်းဆောင်ရွက်နေကြောင်းစလိုင်းထက်နီကပြောပါရယ်အဆွေတွင်စိုးစေးပေါ်ဆောင်ရမှာတနိုင်ငံလုံးရှိတော်လိုင်းတပ်ဖွဲ့များချိန်ဆက်ပြီးစစ်ကောင်စီကိုတိုင်းကရန်လိုအပ်မှုအခြေအနေကိုမေးမြန်းရာစလိုင်းထက်နီကစစ်အောင်နိုင်ရေးမှာအရာအခရာပေါ်အားနေစကတခုကတော့အဖွဲ့စည်းတိုင်းရဲ့စည်ရေးပြင်ဆင်မှုအစဉ်အသင့်ဖြစ်မှုမှာမတူညီတာပါပဲလို့ပြောပါရယ် CNN ပါဝင်တဲ့ချင်းပြီကောင်စီ တပ်ပေါင်းစုကစစ်ကောင်စီတပ်ခန့်များတိုက်ခိုက်သိမ်းပိုက်ထားသလိုချင်းပြည်နယ်ရှိမြို့ခုနှစ်မြို့ကိုလည်းသိမ်းပိုက်ထိန်းချုပ်ထားပါရယ်အမျိုးသားညီညွတ်ရေးဆိုရာကာကွယ်ဝင်ကြီးဌာနဦးရင်မွန်ကမလရှိရနေမှာ NUG ထိန်းချုပ်နေမြေတနေရာမှာပြုလုပ်တဲ့ PDF တရင်မှုတနန်းစဉ် ပွဲမှာပေးပို့တဲ့တဝန်လာမှာစစ်အာဏာရှင်ခုခံတွန်းလှန်မှုအစဉ်ဖော်ဆောင်ခဲ့မှုကိုအသိပေးပါရယ်ပထမအစဉ်မှာတက်တီစာပြီးတနိုင်ငံလုံးအတိုင်းတာစည်ရင်းလှူရှာနိုင်အောင်ကြိုးပမ်းခဲ့ပြီးဒုတိယအစဉ်မှာဒုအင်အားစုစည်းမဟာပြူဟာထိုးစစ်စင်ရင်းမြို့သိမ်းစခန်းတိုက်ပွဲအတွေ့အကြုံများရယူနိုင်ခဲ့တာဖြစ်ပြီးတတိယအစဉ်မှာတော့စင်မျက်နှာလိုက်အင်အားထောင်ပေါင်းချီနဲ့အထွေထွေထိုးစစ်ကိုတနိုင်ငံလုံးအတိုင်းတာဆွေးနွေးကြမှာဖြစ်တယ်လို့ဝန်ကြီးကအသိပေးပါရယ် KNY အမျိုးသားကာကွယ်ရေးတပ် KNDF ဒုတိယစင်ဦးစုချုပ်မောင်ဝင်းကလည်းတနိုင်ငံလုံးလွတ်မြောက်ရေးမဖြစ်မနေလိုအပ်ပြီးတနိုင်ငံ ံလုံးရှိတော်လိုင်းအင်အားစုတွေအားလုံးချိတ်ဆက်တိုင်ပွဲဝင်နေခြေလမ်းကိုရှေ့ဆက်လှူဆောင်ဖို့တိုက်တွန်းထားပါတယ်။ဘကိုတိုင်းရီတာရှိအခြေဆိုင်တော်ဝင်လျက်စီစစ်ကြောင်းပြောရေးဆိုခွင့်ရှိသူရဲဘော်အီဗက်ကစစ်တမ်းအာနာသိမ်းမှု၄နှစ်ကျော်ကာလကိုရောက်ရှိနေပြီဖြစ်ပြီးစစ်အာနာရှင်အမြင့်ပြုတ်ကြာရှုံးအောင်တိုက်ခိုက်ရန်လိုအပ်လာပြီဖြစ်ကြောင်းပြောပါတယ်။၄နှစ်ပြည်မြောက်လို၅နှစ်တပမာနာကျော်လာတဲ့ကျွန်တော်တို့ကိုယ်တိုင်ရောကျွန်တော်တို့ကိုထောက်ပံ့ကူညီနေတဲ့ပြည်သူတွေရောမြန်မာတိုင်းနိုင်ငံလုံးကပြည်သူအရေးစီတိုင်းရောက်စီတိုင်းရှမ်းကိုပြင်းမခက်ခဲကြမ်းတမ်းလာပြီဖြစ်ပါတယ်။ဒါကြောင့်မို့လို့အချိန်ကြာလာ ရဏီများခက်ခဲပင်ပန်းလာကြတော့မှဖြစ်တဲ့အတွက်တန်နိုင်ရင်တန်နိုင်သမျှမြန်မြန်ဆန်ဆန်ထိုးစစ်တော်လန်စစ်တွေကိုဆန်းဆန်းတမန်ညီနောက်တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ပူးပေါင်းပြီးတော့အများဆုံးအကောင့်ထဲပေါ်ဆောင်ရွက်တင်ပါတယ်လို့ပြောဆိုခဲ့ကြောင်းသတင်းမှာဖော်ပြပါရှိပါတယ်ရှင်။